နေတဲ့နောက်ကိုနတ်တော်ဆနေကြတဲ့ပြည်သက်တွေအားလုံးကိုတာလီစော်ပါလို့နှုတ်ဆက်လိုက်ရပါတယ်။ဒီနေ့ညမှာတက်ကြွရဲ့1386ခုနဲ့တပေါင်းလာစုပ်9ရက်နဲ့နောက်25ခုနဲ့မတ်လ22ရက်နဲ့ CNN ရဲ့ဒီနေ့တာအွန်လိုင်းရေဒီယိုထုတ်လွှင့်မှုကိုစတင်ထုတ်လွှင့်နေပြီဖြစ်ပါတယ်။ဒီနေ့ထုတ်ရတဲ့ဆက်သွားမဲ့သတင်းတွေကတော့ပုံနှကျွန်းနဲ့ပေါက်တော့ကိုလေကြောင်းကနေစစ်ကောင်စီဘုံချေတိုက်ခိုက်တာကိုလှုပ်ဆောင်ခဲ့တဲ့ဆိုတဲ့သတင်း ကျောက်ဖြူကစစ်ပေးဆောင်ပြည်သူ3000ကျော်စားဝတ်နေရေးအကူအညီလိုအပ်နေတယ်ဆိုတဲ့တဲ့ရင်ငြိမ်းချမ်းရေးကိုတိစောက်နေပေမဲ့ပြည်ပကဝင်ရောက်ဆက်ဖက်မှုတွေကြောင်းလက်နက်ကင်ပြိပခါတွေဆက်ရှိနေတယ်လို့မဲအောင်လိုင်းပြောဆိုလိုက်တဲ့တဲ့ရင်အပြင်တခြားစိတ်ဝင်စားစရာတဲ့ရင်တွေကိုဒီနေ့မှာကြားမှာဖြစ်ပါတယ်ပထမဆုံးကြားမယ့်တင်ကတော့ခုနကျွန်းနဲ့ပေါတော့ကို လေချောင်းကနေစက်ကောင်စီဘုံချစ်တခိုက်ခဲ့တဲ့ဆိုတဲ့တဲ့ရင်ကိုကြားရမှာပါဒီနေ့မတ်လ22ရက်နေ့မနက်ပိုင်းမှာစက်ကောင်စီကပုံနှကျုံးမျိုးနဲ့ပေါတော့မျိုးကို Jet Fighter နဲ့ဘုံချစ်တခိုက်ခဲ့တာလှုပ်ဆောင်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်စက်ကောင်စီဟာပုံနှကျုံးမျိုးနဲ့အတွင်းကကျော်စံကျေးရွာကို Jet Fighter နဲ့နှစ်ချိန်တစ်တိုင်လာရောက်ဘုံချစ်တခိုက်ခဲ့တာရှိခဲ့တယ်လို့ပေါတော့မျိုးနဲ့အတွင်းကတဲခုံနဲ့မင်းတဲကျေးရွာကိုလည်းလေချောင်းကဘုံချစ်တခိုက်တာရှိခဲ့တယ်လို့ပြောပါတယ် ပေါတော်မြင့်နယ်မှာတော့ဒီတကိုက်မှုကြောင့်တဲခုံရွာစတင်ကြောင်းနဲ့မင်းတဲရွာဖုန်ကြီးကြောင်းသားအနီးတစ်ဝိုက်ကိုဘုံသီးတွေကြောက်ရောက်ပောက်ကွဲတာရှိခဲ့ပြီးတော့အဆောက်အဦတချို့ပျက်စီးတာရှိခဲ့တယ်လို့သိရပါဗျ။ပုံနှကြောမြို့မှာတော့စစ်ကောင်စီကြေချလိုက်တဲ့ဘုံတွေဟာကြော်စံကြေးရွာအနီးကတောတန်းတွေကိုသာကြောက်ရောက်ပောက်ကွဲခဲ့တာရှိတဲ့အတော့ထိခိုက်ပျက်စီးတာတွေမရှိခဲ့ဘူးလို့ပြောပါဗျ။စကောင်စီဟာပုန်ကျွန်းပေါတော်ရတဲ့တောင်မြင့်နယ်တွေကိုမကြာခဏဆိုသလိုလေကြောင်းတိုက်ခိုက်တာကိုလှုံ့ဆော်လေးရှိတဲ့အပြင် စစ်တွေမှာရှိတဲ့စစ်ကောင်စီတရင်တွေကလည်းလက်နက်ကြီးတွေနဲ့နေစင်နဲ့အများပြစ်ခတ်တာတွေကိုလှုပ်ဆောင်တာတွေလည်းရှိနေတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့မတ်လ17ရက်နေ့ကလည်းစစ်ကောင်စီဟာပေါ်နချုံမြို့အတွင်းကကွန်းတောင်ရွာကိုလေကြောင်းကနေတဆင်ဘုံကြီးတိုက်ခိုက်ခဲ့တာကြောင့်လူနေအိမ်တချို့မီးလောင်ပျက်စီးခဲ့တာရှိခဲ့ရပါသေးတယ်။ဒါအပြင်မတ်လ17ရက်နေ့ကလည်းမြောက်ဦးကတကြမှန်အောင်ဖျားနီးတဝိုက်ကို cluster ဘုံနဲ့လေကြောင်းကနေကျဲချက်တိုက်ခိုက်ခဲ့တဲ့အတော့ဒေသခံတို့ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။ ရမှာကတော့ကြောက်ဖြူကဆေးဖေးဆောင်ပြည်သူ3000ကျော်စာဝတ်နေရအကူအညီလိုအပ်နေရဆိုတဲ့တင်ပါကြောက်ဖြူမြို့နယ်အတွင်းကအရောကတော်တော်နဲ့စစ်ကောင်စီတပ်တွေရဲ့နှစ်ဖက်တိုက်ပွဲတွေကြောင့်ဘေးလွတ်ရာနေရာတွေကိုထွက်ပြေးနေကြရတဲ့ဆေးဖေးဆောင်ပြည်သူ3000ကျော်လောက်ဟာနေထိုင်ရေးနဲ့စာဝတ်နေရအတွက်အကူအညီပေးမှုတွေလိုအပ်နေတယ်လို့ဆေးဖေးဆောင်အရေးကူညီပေးနေသူတွေကပြောပါတယ်စစ်ကောင်စီတပ်တွေနဲ့အရောကတော်တော်တို့ဟာပြည်ခဲ့တဲ့ဖေဖော်ဝါရီလ20ရက်နေ့ကတည်းကပဲ ကြောက်ဖြူမျိုးနဲ့အတွင်းမှာနှစ်ဖက်တိုက်ပွဲတွေစတိုက်ဖြစ်ပွားခဲ့ကြတာဖြစ်ပြီးတော့လက်ရှိအချိန်ထိတိုက်ပွဲတွေပြင်းထန်နေတဲ့ဒညဝတီရှေတက်ဌာနချုပ်အနီးကကြေးရွာတွေဖြစ်ကြတဲ့ဦးကင်းစီမော်ကြက်တိန်ရှောက်ချောင်းစိုင်ချံစစ်တော်ရွာနဲ့တစ်ပုတ်တောင်အပါအဝင် ကျေးရွာ20ကျော်လောက်ကဒေသခံပြည်သူ300ကျော်လောက်ဟာစစ်ဘေးနဲ့ဘေးလွယာနေရာတွေကတောတောင်တွေမှာနေထိုင်နေကြရတာဖြစ်တယ်လို့လည်းပြောပါရတယ်။အဲဒီလိုစစ်ပွဲနဲ့ဘေးလွယာနေရာတွေကိုထွက်ခွာနေကြရတဲ့ပြည်သူတွေဟာလက်ရှိမှာနေထိုင်စရာနေရာတွေအတော့တပ်ပင်ခြုံနယ်တွေကြားထဲမှာတာပေါ်လင်စတွေနဲ့အမိုးအကာတွေပြုတ်လောက်ကနေထိုင်နေရတာကောက်ရိုးတွေကိုအခင်းခင်းနေထိုင်နေကြရတာအပြင်စားဝတ်နေရေးတွေအတော့စားနပ်ရိက္ခာလုံလုံလောက်မရှိပဲ အခက်အခဲများစွာနဲ့နေထိုင်နေကြရတာတွေနဲ့ရင်ဆိုင်နေကြတာဖြစ်တယ်လို့စပေးဆောင်အရေးကူညီပေးနေသူတွေကပြောပါတယ်။လက်ရှိမှာတော့အခုလိုတစ်ပင်တွေခြုံတွေအောက်မှာယာယီနေထိုင်လို့ရနေပေမဲ့လာမယ့်မိုးရာသီမှာစပေးဆောင်ပြည်သူတွေအနေနဲ့အမိုးအကာအောက်မှာ လုံလုံချုံချုံနေထိုင်နိုင်ဖို့အတွက်ယာယီတဲအိမ်တွေဆောက်လုပ်ပေးနိုင်ဖို့အတွက်လိုအပ်နေတယ်လို့နေစဉ်စာဝတ်နေရေးတွေကိုဖြည့်ရှင်းပေးနိုင်ဖို့အတွက်လည်းအလူရှင်တွေလိုအပ်နေတာဖြစ်တယ်လို့လည်းစစ်ဘေးရှောင်အရေးကူညီပေးနေသူတွေကပြောပါရယ်လက်ရှိကြောက်ဖြူတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးတော့အာရခတတော်အနေနဲ့တစုံတရာထုတ်ပြန်ပြုစုတာတွေမရှိသေးသလိုဆီယန်နေအနေနဲ့အာရခတတော်ပြောခွင့်ရဥခိုင်ဒုက္ခကိုဆက်သွယ်မြင့်မြတ်ထားပေမဲ့ပြန်လည်ဖြည့်ချပေးတာတွေတော့မရှိသေးပါဘူးရခိုင်မှာတကြော့ပြန်တိုက်ပွဲစတင်ပြီးနောက်ပိုင်းမှာရခိုင်ကပြည်သူ6သိန်းကျော်လောက်ဟာစစ်ဘေးရှောင်ဘွားတွေနဲ့နေထိုင်နေကြရပြီး သူတို့အတွက်ဆေးဝါးတွေစနေရိတ်ခါတွေနဲ့တခြားကိစ္စနဲ့ပြည်နယ်ထွက်ရေးလုပ်ငန်းတွေအတွက်အကူအညီတွေလိုအပ်နေတယ်လို့အရော့ခတ်တော်ရဲ့လူသားချင်းစာနာထုတ်ပြန်ရေးယုံ HTCO ကနောက်24ခုနဲ့ဒီဇင်ဘာလမှာသတင်းထုတ်ပြန်ပြသထားပါတယ်သလပီကြမှာကတော့ငြိမ်းချမ်းရေးကိုတိစောက်နေပေမဲ့ပြည်ပကဝင်ရောက်ဆက်ဖက်မှုတွေကြောင့် လက်နက်ကင်ပိပခတွေဆက်ရှိနေရလို့မင်းအောင်လိုင်းပြောဆိုလိုက်တဲ့တဲ့ရင်ကိုကြားမှာပါစကောင်စီအနေနဲ့ပြည်တွင်းငြိမ်းချမ်းရေးကိုစ조사တည်ဆောင်နေပေမဲ့ပြည်ပကဝင်ရောက်ဆက်ဖက်မှုတွေရှိနေတာကြောင့်လက်နက်ကင်ပိပခတွေဆက်ပြီးရှိနေတာဖြစ်တယ်လို့စကောင်းဆောင်မင်းအောင်လိုင်ကပြောဆိုလိုက်ပါတယ်။ဒီပြောဆိုမှုကိုပြီးခဲ့တဲ့မတ်လ22ရက်နေ့နေပြည်တော်မှာပြုလုပ်ခဲ့တဲ့နောက်25အလွန်မြန်မာနိုင်ငံကြုံတွေ့ရနိုင်တဲ့အခြေအနေတွေအကြောင်းဆွေးနွေးပွဲပြုလုပ်တဲ့နေရာမှာစကောင်းဆောင်မင်းအောင်လိုင်ကထည့်သွင်းပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ လက်ရှိဖြစ်နေတဲ့ဒီပြည်ပခါတွေကြောင့်နိုင်ငံဟာဖွံ့ဖြိုးတိုးတက်မှုနောက်ကျနေခဲ့ရသလိုပြည်သူအချင်းချင်းစီလုံးမှုမရှိရင်လည်းဘယ်နိုင်ငံရေးစနစ်ကမှစိတ်ချမ်းသာမှုပြေးနိုင်မှာမဟုတ်ဘူးလို့လည်းသူကပြောဆိုခဲ့ပါသေးတယ်။စကောင်းဆောင်မင်းအောင်လှိုင်ဟာ2021ခုနှစ်မှာအရသာအစိုးရဖြစ်တဲ့ NLD ပါတီအစိုးရကိုမဲမတမာမှုလှုပ်ဆောင်ခဲ့တဲ့ဆိုတဲ့အကြောင်းပြချက်နဲ့အာဏာသိမ်းမှုကိုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။အဲဒီနောက်မှာတော့မြန်မာတိုင်းနိုင်ငံလုံးကပြည်သူတွေဟာစစ်ကောင်စီအာဏာသိမ်းမှုကိုလက်မခံတဲ့အတွက် လမ်းပေါ်ထွက်ဆန္ဒပြတောက်ဆုခဲ့တာတွေကိုလှုပ်ဆောင်ခဲ့ကြပြီးစစ်ကောင်စီကအကြမ်းဖက်ဖြိုခွင်းမှုတွေကိုလှုပ်ဆောင်လာနေတဲ့အတွက်ပြည်သူတွေကစစ်အာဏာရှင်ဖြုတ်ချရေးအတွက်လက်နက်ကင်တော်လှန်မှုကိုလှုပ်ဆောင်လာခဲ့ကြတာလည်းဖြစ်ပါတယ်။အရင်တုန်းကစစ်တပ်အာဏာမသိခင်မှာတော့မြန်မာတိုင်းကလုံးအတွဲမှာရခိုင်ပြည်နယ်၊ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကနေရာတချို့မှာသာလက်နက်ကင်ပြစ်ခါတွေဖြစ်ပွားခဲ့တာပါ။အာဏာသိမ်းပြီးနောက်ပိုင်းလက်နက်ကင်အဖွဲ့အစ်တွေအများအပြားပေါ်ပေါက်လာပြီး နိုင်ငံတော်မှာ တိုက်ပွဲတွေတစတဲ့တစကြည်ပြန့်လာခဲ့တာလည်းဖြစ်ပါရယ်ခင်ဗျာဒီနေ့ထုတ်လွှင့်မှုရဲ့နောက်ဆုံးကြားမယ့်သတင်းကတော့ gender အမျိုးသမီးငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာအကြံပြုချက်ထုတ်ပြန်ခဲ့တဲ့ဆိုတဲ့သတင်းကိုကြားရမှာပါမြန်မာနိုင်ငံမှာရှိတဲ့ဂျန်တာအမျိုးသမီးငြိမ်းချမ်းရေးနဲ့လုံခြုံရေးဆိုင်ရာအကြံပြုချက်ထုတ်ပြန်ချက်ကိုအမျိုးသမီးအခွင့်အရေးနဲ့ LGBTQIA+ အရေးဆောင်ရွက်နေတဲ့အဖွဲ့အစည်း40ကပြီးခဲ့တဲ့မတ်လ20ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်အကြံပြုချက်မှာကာလရှိကြပရိပခါတွေနဲ့အကြမ်းဖက်မှုဒဏ်ကိုခံရတဲ့အမျိုးသမီးတွေဂျန်တာခံယူမှုကွဲပြားဆောင်နေသူတွေနဲ့ခြားနားတန်ဆွမ်းသူတွေအပါအဝင် လူအဖွဲ့အစည်းမှာမတိကြိုးကြွန်ပြုခံရသူတွေရဲ့အတန်ကိုမြင့်တင်ဖို့နဲ့၎င်းတို့ရဲ့စစ်အာဏာရှင်ဆန့်ကျင်ရေးဒီမိုကရေစီပြန်လည်ရရှိရေးလူအခွင့်အရေးကာကွယ်စောင့်ရှောက်ရေးဥလဲမတုံချိုးပန်းမှုတွေကိုမှတ်တမ်းတင်ဖို့ဆိုပါတယ်အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီနဲ့တကွဒေတန်ရောအစိုးရတို့အနေနဲ့အုပ်ချုပ်မှုမူဝါဒတွေမှာဂျန်ဒါအမျိုးသမီးနဲ့လုံခြုံရေးဆိုင်ရာမူဝါဒတွေကိုထည့်သွင်းကျင့်သုံးဖို့ စွမ်းဆောင်ရည်မြက်အစီအစဉ်တွေကိုဆောင်ရွက်ပေးခြင်းဖြင့်တက်ဆိုင်ရာဝန်ထမ်းတွေရဲ့ဂျန်ဒါအမျိုးသမီးညီညွတ်ရေးနဲ့လုံခြုံရေးဆိုင်ရာသဘောတရားတွေကိုပုံမနားလည်လာစေပြီးအကောင့်ထယ်ဖော်မှုဂရိကိုဝတ်တွေမြင့်တက်လာစေတယ်လို့တိုက်တွန်းထားပါတယ်။ပရိပခါနဲ့ဆက်နွယ်တဲ့လိမ်ပိုင်းဆိုင်ရာအကြံဖတ်မှုနဲ့ဂျန်ဒါအခြေပြုအကြံဖတ်မှုကနေလွတ်မြောက်လာသူတွေအတော့ဝန်ဆောင်မှုတွေအကောင့်ထယ်ဖော်တာသတင်းအချက်အလက်မျှဝေတာနဲ့တိမျက်နားလည်မှုတွေဖလှယ်တာတို့ဌာနအချင်းချင်းပုံမှန်ဆောင်ရွက်ဖို့ အရေးပေါ်အထောက်ပံ့တွေပြန်လည်ကုစားရေးအစီအစဉ်တွေမှာဂျန်နာအမြင်ထည့်သွင်းစမှုတွေရှိပြီးရေရှည်တည်တံ့ဖို့ဆိုပါတယ်။ဒါအပြင်ဂျန်နာအခြေပြုအကြံဖတ်မှုနဲ့ပြိပခါနဲ့ဆက်နွယ်တဲ့လိမ်ပိုင်းဆိုင်ရာအကြံဖတ်မှုတွေကိုထိထိရောက်ရောက်တုတ်ပြန်ရေးပြစ်ဒဏ်ကင်းလွတ်ခွင့်ပပျောက်ရေးအတွက်ဒေသခံအဖွဲ့အစည်းတွေအမျိုးသမီးအခွင့်အရေးတွေဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေ ဝန်ဆောင်မှုပေးနေသူတို့နဲ့ပုံမှန်ညှိနှိုင်းဖို့တိုက်တွန်းထားပါတယ်။ဆုံးဖြတ်ချက်ချမှတ်တဲ့အစဉ်တိုင်းမှာအမျိုးသမီးတွေအတိတ်ပဲရှိစွာပါဝင်မှုမြင့်မားလာစေရေးပြည်စုံပြီးလက်တွေ့ကြတဲ့အစီအမံတွေကျင့်သုံးဖို့အမျိုးသမီးမိန်းကလေးနဲ့လက်လျူရှုခံရသူတွေကိုအကာအကွယ်ပေးပြီးထိရောက်တဲ့ရန်ရရတွေလှုံထုံးလုံနည်းတွေချမှတ်ဖို့တိုက်တွန်းထားပါတယ်။အာဆီယံအဖွဲ့အစည်းတွေနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကအမျိုးသမီးနဲ့လက်လျူရှုခံရသူတွေရဲ့အတန်တွေကိုနားထောင်ပြီး ပရိပခနဲ့အကြပ်ဖက်ခံရသူတွေအတွက်ခိုင်မာအကောက်နဲ့ထောက်ပံ့ရေးအစီအစဉ်တွေ ဆောင်ရွက်ကြဖို့ထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ျွန်တော်တို့စီရန်နေတဲ့တရင်နာရဲ့တနေ့ကြောင်ဗီဒီယိုတွင်ထုတ်လွှင့်မှုဟာဓမ္မဘဲပြည်ဆောင်မှုဖြစ်ပါတယ်။တရင်တွေကိုနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တွေကိုအထူးကျေးဇူးတင်ရှိပါကြောင်းကာဗရာပြုအပ်ပါတယ်။နောက်နေ့ဒီမှာလည်းစီရန်နေကတင်ဆက်ပေးတဲ့တနေ့တဲ့တရင်တွေကိုနားဆင်မယ်ဆိုရင် CNA ရဲ့ Facebook စာမျက်နှာမှာရှုနိုင်သလို YouTube, Telegram, H နဲ့ TikTok တွေမှာလည်းနေ့စဉ်ဆောင်ရွက်ရှုနိုင်မှာကြောင်းသတင်းကောင်းပါအပ်ပါတယ်ခင်ဗျာ။